မြန်မာနေဥခရိုနီကယ်အပိလ30မြင်တွင် တိုင်းသားလက်နက်ကိုင်အဖွဲ့ရေးကြကအကျိုးစီးပွားပြည်ပခါနှင့်ပတ်တိုင်မှု တိုင်းသားလက်နက်ကိုင်အဖွဲ့ရေးကြအကျိုးစီးပွားခြင်းစစ်ကြပတ်ဖြစ်မှုနှင့်ထိတ်တိုက်တွေ့မှုတွေ2021ခုနှစ်ဖေဖော်ဝါရီလဆရာနာသိမ့်မှုမတိုင်မီကတည်းကရှိနေခဲ့တာဖြစ်ပေမယ့်2021ခုနှစ်ဆရာနာသိမ့်ပြီးနောက်ပြောင်းလဲလာတဲ့စီးရီးအခြေအနေနည်းမြေစိုးမိုးမှုအနေအထားတွေကတချို့သောတိုင်းသားလက်နက်ကိုင်အဖွဲ့ရေးကြအကျိုးစီးပွားစန့်ကျင်ဘက်ဖြစ်မှုတွေနဲ့ပုတ်တိုင်မှုတွေဖြစ်လာစေတာလည်းတွေ့ရပါတယ် ဆရာနာသိမ်းပြီးနောက်အကောင်းဘက်က ဖြစ်ထွန်းမှုတချို့ကတော့အထုတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကြမှာတော့စီးပူပေါင်းဆောင်ရွက်မှုတွေအပြန်အလှန်ကူညီမှုတွေရှိကြတာလည်းရှိပေမယ့်တပြိုင်နက်တည်းမှာလူမျိုးတစ်မျိုးတည်းနဲ့လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ရှိနေကြတဲ့အထုသောတိုင်းသားလက်နက်ကိုင်အဖွဲ့တွေအကြောင်းအပြိုင်မှုတိုက်ခိုက်မှုတွေလည်းရှိနေကြတာမျိုးတွေ့ရပါတယ်။အထင်ရှားဆုံးဥပမာအနေနဲ့ပြရရင်ပအုပ်လူမျိုးတွေအနေနဲ့ PNO PNL နဲ့ PNL PNL ဆိုတဲ့လက်နက်ကိုင်နှစ်ဖွဲ့ရှိနေပြီး နှစ်ဖွဲ့အကြားတိုက်ခိုက်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။နောက်အခြားသောဥပမာကတော့ရှမ်းလူမျိုးတွေမှာလည်း RCSS နဲ့ SSPP ဆိုပြီးရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ရှိနေပြီးအခါအားလျော်စွာတိုက်ခိုက်မှုတွေရှိနေတာတွေ့ရပါတယ်။စီအနာတင်ပြီးနောက်ပိုင်းမှာနှစ်ဖက်မတိုက်ခိုက်ရေးသဘောတူ ထုတ်ပြန်ခဲ့ကြပေမယ့်အထို့သောအခြေအနေမှာထိတွေ့မှုတွေဖြစ်ပွားခဲ့တဲ့အဖြစ်တွေရှိနေတာပါ လူမျိုးမတူကြတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအကြောင်းမှာတော့နေမြေဆိုးမှုမှုအခွန်ကောက်ခံမှုစစ်သားစုဆောင်မှုနဲ့တယံစားတာထုတ်ယူမှုစတာတွေနဲ့ပတ်သက်ပြီးအကျိုးစီးပွားစံကျင်ဘက်ဖြစ်မှုတွေကြုံတွေ့ရလေးရှိတာဖြစ်ပါတယ်။လက်တလောဖြစ်ပွားနေတဲ့ပေါ်တိုင်းမှုတွေကိုလေ့လာကြည့်ရင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDA နဲ့ SSPB တို့အကြားအပီလာနောက်ပိုင်းတွင်စီရီထိတွေ့မှု၈ကြိမ်နဲ့စစ်သားချင်းချင်းထိုးကျမှု24ကြိမ်ရှိခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ရှမ်းမြောက်မှာအဓိကလှုပ်ရှားတဲ့ SSPB တပ်တွေနဲ့ ရှမ်းအရှိမြောက်ကိုကန့်ကိုပိုင်အုတ်ချုပ်ကရဒေတာမှာလှုပ်ရှားပြီးတစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာလာရှိုကုတ်ခိုင်ဒေတာတွေအထိနေမြေကျပြစွာထိန်းချုပ်လာခဲ့တဲ့ MNDA တို့လာရှိုနဲ့တီဘောကြားကကြေးရွာတချို့မှာထိတွေ့မှုနဲ့ထိုးကျိမှုတွေဖြစ်ခဲ့ကြတာလို့သတင်းတွေကဆိုပါတယ်။ရှမ်းလူမျိုးတွေအများပြားနေထိုင်ကြတဲ့တီဘောနမ်ခန်မူဆယ်တို့လိုဒေတာတွေမှာ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SSPP အနေနဲ့၎င်းတို့အနေနဲ့လှုပ်ရှားခွင့်ရှိတဲ့ဒေတာအဖြစ်မှတ်ယူထားတဲ့အနေအထားဖြစ်ပြီး MNDA ကတော့ တစ်တုံညာနှစ်ကုန်စစ်စင်ရေးအတွင်လူအင်အားလက်နက်အင်အားတွေရင်းနှီးပြီးတိုက်ခိုက်သိမ်းယူထားတဲ့နေမြေတွေဖြစ်လို့စိုးမိုးပိုင်ခွင့်ရှိတယ်လို့မှတ်ယူကောင်းမှတ်ယူမှာဖြစ်ပါတယ်အလားတူရှမ်းမြောက်ဒေသမှာပဲ KIA အဖွဲ့နဲ့ TNL ကြားပို့တိုက်မှုတွေမကြာခဏဖြစ်ပွားလေးရှိတာလေသတင်းတွေမှာကြားသိပြီးဖြစ်ပါလိမ့်မယ်မကြာသေးတဲ့လအတွင်းကကုတ်ခိုင်တဲ့နေဖန်ကားတို့မှာဂိတ်စခန်းတွေဖွင့်တာဖြတ်တန်းတာနဲ့ပတ်သက်ပြီး ထိတွေ့ထိုးချိမှုတွေဇက်တိုက်ဖြစ်ပွားခဲ့တယ်လို့ကွက်ခိုင်မြို့မှာရှိတဲ့ KIA ဆက်ဆံရေးရုံးကို TNL ကအင်အားသုံးရှိပြောင်းစေခဲ့တဲ့အဖြစ်တွေလည်းဖြစ်ပွားခဲ့ပါတယ်။အဲဒီနောက်နှစ်ဖက်ခေါင်းဆောင်ပိုင်းဆွေးနွေးညှိနှိုင်းမှုတွေလှုပ်ဆောင်တဲ့သတင်းတွေထွက်ပေါ်လာပြီးအသေးစိတ်ရလဒ်တွေတော့ထုတ်ပေါ်ပြောဆိုရမတွေ့ကြရတော့ပါဘူး။လူမျိုးတစ်မျိုးတည်းမှာပဲနောက်ထပ်လက်နက်ကအဖွဲ့တွေကွဲနေပြီး အင်အားစုနှစုအနေနဲ့ထိတွေ့မှုတွေဖြစ်ပွားတဲ့ဥပမာနောက်တစ်ခုကတော့ချင်းညီနောင်အဖွဲ့နဲ့ CC လို့ခေါ်တဲ့ CNF ခေါင်းဆောင်နဲ့ချင်းပြည်ကောင်စီလက်နက်ကိုင်အစုအဖွဲ့တို့ကြားထိတွေ့မှုတွေဖြစ်ပါတယ်။ကရင်လူမျိုးတွေအကြားမှာလည်းလက်နက်ကိုင်အဖွဲ့၅ဖွဲ့လောက်ရှိနေပြီးတစ်ဖွဲ့ကစစ်ကောင်စီနဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ကတန်အဖွဲ့တွေကတီးခြားစီရပ်တည်နေကြပြီးတချို့သောထိတွေ့မှုတိုက်ခိုက်မှုတွေအောက်ခြေစစ်မှာဖြစ်ပွားတာတွေရှိနေတာပါ။အခုဖော်ပြခဲ့သလိုလူမျိုးမတူတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်ပွားတဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ဒေတာလိုက်ဖွဲ့စည်းထားတဲ့အထုသောမဟာမိတ်အဖွဲ့တွေရှိကြပေမဲ့တိုင်းဒါလက်နက်ကိုင်အလုံးနီးပါးပါဝင်တဲ့တပ်ပေါင်းစုအဖွဲ့မျိုးတော့လောလောဆယ်မှာဖွဲ့စည်းထားတာမတွေ့ရသလိုတိုင်းဒါလက်နက်ကိုင်အဖွဲ့တွေကြားဖြစ်ပွားတဲ့ပြဿနာတွေကိုလက်နက်နဲ့တိုက်ခိုက်တဲ့အနေမဟုတ်ပဲတွေ့ဆုံဆွေးနွေးခြင်းနဲ့ဖြေရှင်းတဲ့စနစ်တရက်တည်းရှိမနေပါဘူး။ 1988ခုနှစ်မတိုင်ခင်ကာလတွေကတိုင်းဒါလက်နက်ကိုင်တွေစုဖွဲ့ထားတဲ့အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုမာတာတာလို့အဖွဲ့ဆယ်စုနှစ်တခုကျော်ကြာတည်ရှိခဲ့ပြီးတိုင်းဒါလက်နက်ကိုင်အဖွဲ့တွေကြားကပုတ်တိုက်မှုတွေပဋိပက္ခတွေကိုလည်းဖြည့်ရှင်းသလိုစစ်ရေးတန်တမန်ရေးပူးပေါင်းလှုပ်ဆောင်မှုတွေလှုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။1986ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့မာတာတာမှာတိုင်းဒါလက်နက်ကိုင်ဆက်နက်ဖွဲ့ဝင်ချင်းအထိပါဝင်ခဲ့ပြီးမြန်မာနိုင်ငံမြောက်ဘက်မှာ KIA ကနေတောင်ဘက်မှာ KNU အရှိဘက်မှာဝါနဲ့လာဟုအနောက်ဘက်မှာရခိုင်လက်နက်ကိုင်အဖွဲ့တွေပါဝင်ခဲ့ကြတာပါထို့စဉ်ကအင်အားအကြီးဆုံး CPB ဘာပတ်ကအဖွဲ့ကတော့မထတာမှာပါဝင်ခြင်းမရှိပါဘူးအဲ့ဒီနောက်1988ခုနှစ်နောက်ပိုင်း KNU ဦးစီးတဲ့ Democratic Alliance ဘာမလို့အဖွဲ့ပေါ်ထွက်ခဲ့ပါတယ်2010ရွေးကောက်ပွဲနောက်ပိုင်းကာလတွေမှာတော့ UNFD လို့အတူကောက်ခေါ်တဲ့ United Nationalities Federal Council အဖွဲ့နဲ့ 2018ခုနှစ်မှာ FBNCC လို့ခေါ်တဲ့မြန်မာနိုင်ငံမြောက်ပိုင်းကတိုင်းသားလက်နက်ကိုင်အဖွဲ့တွေအ धिक ပါဝင်တဲ့တပ်ပေါင်းစုတွေဖွဲ့စည်းခဲ့ကြတာတွေ့ရပါတယ်။ဒီအဖွဲ့တွေအနေနဲ့ဘုံကြီးမန်းချက်ဘုံကြီးရဲချက်တွေကိုအောင်မြောင်ဘလောက်ဆွမ်းဆောင်နိုင်မနိုင်ဆိုတာထက်တပ်ပေါင်းစုအဖွဲ့ဝင်တွေအကြားဖြစ်ပွားနိုင်တဲ့ပြဿနာတွေကိုဆွေးနွေးဖြစ်ရှင်းနိုင်တဲ့ဘုံပလက်ဖောင်းတစ်ခုဖြစ်တဲ့အချက်ကိုအ धिक မိမောင်းထိုးပြချင်တာဖြစ်ပါတယ်။ အခုလက်ရှိအနေအထားမှာ FPNCC ကတော့ပြည့်ပြည့်ချင်းမရှိသေးတယ်လို့လှုံ့ဆော်မှုတွေလည်းတိတိပပမကြားသေးကြရတဲ့အနေအထားဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာတော့ရှမ်းမြောက်ကလက်နက်ကင်အဖွဲ့နှစ်ဖွဲ့အကြားဖြစ်ပွားတဲ့ပေါ်တိုင်းမှုအချို့ကို FPNCC ကိုတိုင်ကြားပြီးကိုင်းတွဲဖြည့်ရှင်ပေးခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်ပိုင်းလက်တလောအဖြစ်ပြက်တွေမှာ FPNCC ကိုအသုံးပြုကြတာတိုင်ကြားကြတာတွေမကြားသေးကြရပါဘူး။2021ခုနှစ်နောက်ပိုင်းအခြေအနေက1980ခုနှစ်တွေတုန်းက အခြေအနေတွေနဲ့လည်းမတူသလို1990ကျော်ကာလတွေနဲ့လည်းမတူကွဲပြားတဲ့အခြေအနေဖြစ်ပါတယ်။အဆိုပါခေတ်နှစ်ခေတ်မှာတော့တိုင်းဒါလက်နက်ကိုင်အဖွဲ့တွေအနေနဲ့နေမြေစိုးမမှုချက်ထွင်နိုင်ရေးထက်မိမိတို့ခြေကုပ်စကန်းတွေကိုကာကွယ်ရေးနဲ့ရှင်သန်နိုင်ရေးကအဓိက ဖြစ်ခဲ့တဲ့အနေအထားဖြစ်ပြီးအခု2021ခုနှစ်နောက်ပိုင်းအခြေအနေကမိမိတို့ကိုယ်ပိုင်အုပ်ချုပ်နိုင်တဲ့နေမြေပုံမှုကျက်ပြက်လောက်အောင်လှုပ်ဆောင်နိုင်တဲ့အခင်းချင်းဖြစ်လာပါတယ်။ဘဟုအာနာပါဝါကိုထိန်းချုပ်ထားတဲ့ဆရာနာရှင်တအဖို့ ။တမိုင်းတလျှောက်အင်အားအနည်းဆုံးအချိန်နဲ့ပြုတ်ကွဲသွားတော့မလားဆိုတော့မှန်းဆချက်တွေရှိနေချိန်မှာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့စူပေါင်းပေါ်ဆောင်ဖို့တဲ့မိမိတို့စုံမနိုင်တဲ့နေမျိုးကိုပုံမကျက်ပြန့်လာဖို့စိတ်အားထက်သန်နေကြတဲ့အနေအထားလေးတွေ့နေရပါတယ်။ဒီအခြေအနေကတပ်ပေါင်းစုဖွဲ့ဖို့ဆိုတာထက်တဦးချင်းအင်အားကြီးဖို့ပိုပြီးရည်မှန်းချက်ထားနေကြတဲ့အနေအထားလို့ယူဆစရာကောက်ချက်ချစရာတွေလည်းရှိနေတာဖြစ်ပါရဲ့ရှင်။